အားလုံးပဲမင်္ဂလာပါခုနှစ်ကြိမ်အတွက်မကြေဝဲလေးနှွှဲလိုက်ကြအောင်လားဗျာတို့တို့90ခုနှစ်မှာတဲ့သူကနှစ်တုံညာတုံးဆိုပြီးတည်ထားတယ်ဗျာနော်အဲနှစ်တုံညာတုံးနဲ့တို့ဇောင်းတက်လိုက်မယ်ဗျာ1 2 3 4 5 6 7အရှိပြန်နေတခါပြန်တက်လိုက်မယ်တဲ့1 2 3 4 5 6တူက4 3ခွန်းလို့ရိုက်ထားတယ် အဲ့လေးသုံးခွေကကျွန်တော်တို့ဇောင်းရနေပေါ့ဗျာရေးလိုက်မယ်1234567891314915ချိန်မှာခွန်းသုံးည4ဆိုပြီးသူကရိုက်ထားတယ်ဗျအဲ့ခွန်းသုံးညလည်းအောက်ဆင်းလိုက်မယ်ပေါ့ဗျာ1234 5689ကိုကိုချိန်မှာသူခွန်ခွန်ရှေ့ဆိုပြီးတခါပြန်တဲထားတယ်တဲ့နော် ဲ့လိုတည်ထားတဲ့ကျွန်တော်တို့2 3 3 4 3 9 93484ဆိုပြီးဖရိန်တဲထားရတယ်။အဖရိန်တဲတိုက်ခွန်3 4ရက်နေပဲကျွန်တော်တန်းတန်းရည်လိုက်မှာပဲ။3 2 3 4 5 6 9 8 9 10 11 12 13 14 14ချိန်မှာဒါခွန်93ဆိုပြီးရိုက်ထားတယ်ဗောဗျာ။ဒါပထမကတ်ဘောနော် ။နော်ဒုတိယကတ်လို့သွားကြတယ်။ဒုတိယကတ်မှာကြာတော့ဘယ်နှခုနှစ်မှာတည်တော့60ခုနှစ်မှာတဲ့။သူကပထမကတ်တိုင်းမှာနှစ်30ဆိုတာတည်ထားပြီပေါ့ဗျာ။အဲ့နှစ်30လေးကနေတော့ဇောင်းတက်လိုက်မယ်တဲ့။1 2 3 4 5 6 9 10သွားနေပေါ်ပြန်တက်မယ်တဲ့1 2 3 4 5 6 4 3 0ဆိုပြီးပထမကတ်တိုင်းတည်ထားရတဲ့။နောက်တော့4 3 0ဇောင်းကနေပေါ်ပြန်ကြီးလိုက်မယ်1 2 3 4 5 6 9 10 5နှစ်မြောက်မှသူ490လို့ပထမကတ်တိုင်းရိုက်ထားတယ်အဲ490ဆိုင်တော့အောက်ဆင်းလိုက်မယ်ဗျာ1234569ဝေ့ချိန်မှာလဲ800ဆိုပြီးပထမကတ်တိုင်းတဲထားတယ်တဲ့တို့နှစ်30 430 480ခွန်ခွန်ဆိုရတာတဲထားတယ်ဗျအဲ480လေးကနေနေတယ်တော့တန်းတန်းကြီးလိုက်မယ်တေး1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25ဒီဘွဲပေါ့ဗျာဒါပရမကတ်မှာလည်းကျွန်တော်တို့ခွန်တုံညာလေးရနေတယ်တေး1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24ဒီဘွဲပေါ့ဗျာဒါပရမကတ်မှာလည်းကျွန်တော်တို့ခွန်တုံညာလေးရနေတယ်တေး1 2 3 4 5 6 9 10 11 12 13 14ချိန်မှာ ခွန်93လို့ရိုက်တာတဲ့သူလည်းတန်တန်ခွင်းတော့4 90ရာနေလဲဒါ14ချိန်မှာ14နှစ်မြောက်ပါတော့ဒါဒီပွဲကိုကျွန်တော်တို့ခွန်93ခွန်ဆိုပြီးကျွန်တော်တို့ရွေးချယ်ထားတယ်ပေါ့လေ9ထိတ်နဲ့ဒါကျွန်တော်တို့ပြီးတဲ့ပွဲကပါအော့ကွက်လေးပေါ့နော်မကြေပွဲလေးနှွှဲလိုက်ကြအောင်လို့ဟုတ်ကဲ့ဒါတော့တဆိုင်ပေါ့နောက်ထပ်ကျွန်တော်မတူညီတဲ့ site တစ်ဆိုင်လေးနဲ့တွားကြည့်အောင်နောက်ထပ်မတူညီတဲ့ site ကကျွန်တော်တို့98ခုနှစ်မှာတဲ့ နဇနဲ့ရှင်8 3ည5လို့သူကတည်ထားတယ်။အဲ8 3ည5ဆိုတဲ့ကဏ္ဍလေးရဲ့1 2 3 4သူ့ရဲ့ဇောင်း၄နှစ်မြောက်မှာလိုက်ကြတယ်။အဲကြပြီအဲ8 3ည5လေးကနေပဲတော့ရီလိုက်မယ်ဇောင်းတိုင်း1 2 3 4လေးနှစ်မြောက်မှာသူက6 3 5ဆိုတဲ့ကဏ္ဍလေးကတက်ရိုက်ထားတယ်ပေါ့ဗျာ။ဒါလို့8 3ည5က8 3ည5လို့ဇောင်း၄နှစ်မြောက်တက်ရိုက် သူကနေမှာ6 3 ၄နှစ်မြောက်၆၃၅လို့ဇောင်းတဲ့ထဲမှာတက်ရိုက်တယ်အဲ့၆၃၅နေကိုဇောင်းဆင်းလိုက်မယ်ပြ၁၂၃၄၅၆၇ဒီကနေမှာ၁၂၃ဆိုပြီး၅၃၆ဆိုပြီးပြန်ရိုက်တာတဲ့အဲ့၆၃၅လေးရဲ့နော်တို့၅၃၆ဆိုပြီးပြန်ရိုက်ထားတယ်ဗောဗျာအဲ့၅၃၆လို့ရိုက်ပြီးတော့သူ့ရဲ့ဇောင်းဗောဗျာ၁၂၃၃မြေအောင်မ၁၅၀ဆိုပြီးဒါလာတဲထားတယ်ဗော ိုက်တဲထားတဲ့တဲ့တင်90နဲ့တော့ပေါ်တက်လိုက်မှာပဲဗျာဒီနှစ်34ဒီနှစ်34956ခွန်96 90မှာတို့တို့9 3 9 1ဲဆိုပြီးဒါရိုက်ထားတယ်ပေါ့လေအဲ9 3 9 1ဆိုတဲ့ကဏ္ဍလေးရဲ့ကျွန်တော်သူ့အောက်သူ့ဘေးကနေ1 2 3မှာပြန်လိုက်ကြတယ်တဲ့9 3 9 1က3 9 90ဆိုပြန် အဲ့ကိုတုံညာတရားကျောင်းတပင်ကျော်မှာ9ခွန်3ဆိုတဲ့ကဏ္ဍလေးတာရိုက်ထားတယ်ပေါ့ဗျာဟုတ်ကဲ့ဒါတော့နောက်တစ်ဆိုင်ပေါ့နော်နောက်ထပ်သူနဲ့ဆိုင်တူလေးတွားကြည့်ရအောင်နောက်တစ်ဆိုင်ကကျွန်တော်တို့2006ခုနှစ်ထဲမှာတဲ့65လေးဆိုတဲ့ကဏ္ဍလေးသူဆောင်သူကနေကြီးလိုက်မှာသူဆောင်တိုင်း1 2 3 4အလေးနှမြောက်မှာပြန်တက်ရိုက်ထားတယ်တဲ့ ပထမကတ်မှာတော့ကျွန်တော်တို့8395ပေါ့နော်တင်း2 3 4တက်ရိုက်တာသူကနေမှာတင်း2 3 4 6 3 5 4อ่ะ936ဆိုဒီမှာလာရိုက်တယ်ပေါ့ဗျာခုလည်းကျွန်တော်တို့65 4ဆိုတဲ့နဲ့တင်း2 3 4နှစ်မြောက်တက်ရိုက်ထားတယ်သူစောင်းတိုင်ပြန်လိုက်မယ်တင်း2 3 4သူစောင်းမှာ939ဆိုတဲ့ကနန်းလေးရှိရပေါ့အဲ့ကနန်းလေးကလည်းပထမကတ်တိုင်ပဲတူကနေဆောင်းဆင်းလိုက်မယ်တင်း2 3 4 5 6 9 တနှစ်သုံးမှာ90လို့ပြန်ရိုက်ထားတယ်ဗျာနောက်ပထမကတ်မှာတော့635ဘောနော်တနှစ်သုံး4 5 6 9တိနှစ်သုံးမှာပြန်ရိုက်ထားတယ်သူရိုက်ပြီးသူဆောင်တိနှစ်သုံးမင်အောင်မှာတင်90ဆိုပြီးပြန်တည်တယ်တဲ့နော်ဒီတင်90လေးရလဲ93လေးရလဲဒီမှာ90လို့ပြန်ရိုက်ထားပြီးသူဘရသူဆောင်အောင်မှာတခါသူကလဲတိနှစ်သုံးမင်အောင်မှာ3951ဆိုပြီးပြန်တည်တယ်တဲ့ကျွန်တော် ဒီမှာတော့936ကလို့ရိုက်ပြီးမှ190တဲတာပေါ့ဗျာဒီမှာတော့939တက်က930လို့ရိုက်ပြီးတော့3951တက်လို့ပြန်တယ်ဟောအဲ့တဲတဲ့3951တက်လေးကနေလေရည်လိုက်မယ်တဲ့1 2 3 4 1 2 3 4 5 6 7 8 9 10မှာ936ဆိုတဲ့ကဏ္ဍလေးရှိတယ်အဲ့936ဆိုတဲ့ကဏ္ဍလေးရတယ်သူဘေး1 2 3ပြန်လိုက်ကြပါတယ်တဲ့ နော်ပထမကတ်မှာလိုက်တိုင်မှာပေါ့နော်ကိုးတုံညာတစ်ဆိုတဲ့ကဏ္ဍလေးရဒီနှစ်သုံးပြီးမှပြန်လိုက်ကြသူ့တပင်ကမှာ9ခွန်သုံးလို့ရိုက်သွားခုလည်းကျွန်တော်တို့ကိုးတုံညာ6ဆိုတဲ့ကဏ္ဍလေးရဒီနှစ်သုံးနောက်နှစ်သုံးပြီးမှသူကနေတိုင်းသုံးပြီးမြောက်မှာပြန်ကြတယ်သူဘေးတစ်နှစ်ကျော်ဆိုတော့ဒီပွဲပေါ့ဗျာနော်9 3ခွန်လို့ဒါမှန်ထားတယ်ပေါ့လေနော်ဒါကျွန်တော်တို့မတူညီတဲ့ဆိုင်လေးနှစ်ဆိုင်ပေါ့ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့မတူညီတဲ့ဆိုင်လေးနှစ်ဆိုင်နဲ့ တွားကြည့်လိုက်ကြအောင်နောက်ထပ်မတူညီတဲ့ဆိုင်လေး20ကကျွန်တော်တို့ဘယ်မှာလာထားရုံဆိုတော့ကျွန်တော်80ခုနှစ်မှာပြ80ခုနှစ်မှာသူက996လို့ထောင်ပြီးတော့996လို့ခါသုံးလုံးထောင်ပြီး364လို့တက်သူကရိုက်လိုက်တယ်ပြန်နော်အဲ့364ကနေအောက်ဆင်းလိုက်မယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 ခွန်ရှိ9ဟာ9ပင်မြောက်မသူက9လေး6ဆိုတဲ့ကဏန်းလေးရှိတယ်။အဲ9လေး6ဆိုတဲ့ကဏန်းလေးကသူကနောက်တစ်နှစ်ကိုပြန်လိုက်ထွက်တယ်ဗျ။649ဆိုပြီးနော်အဲ့လိုပြန်လိုက်ထွက် ပြီးတော့ဒီ6လေး6ကနေတဲ့ပြန်ကြီးလိုက်မယ်ပေါ့ရသူစောင်းတိုင်း1 2 3 4 1 2 3 4 5 6 9 10အဲ10နှစ်မြောက်မှာသူက 649ဆိုပြီးတာပြန်လိုက်ထွက်တယ်ပေါ့လေ။နော်646ဆိုတဲ့ကဏ္ဍလေးက1 2 3 4 1 2 3 4 5 6 9 10ခွန်10နှစ်မြောက်မှာပြန်လိုက်ထွက်တယ်တဲ့။ပြန်လိုက်ထွက်ပြီးတော့အဲ့649ကနေတော့ရည်လိုက်မယ်။1 2 3 4 1 2 3မှာသူက6ခါတဲ့နော်ညောတို့။6ခါ4ခါ5ခါ2ခါဆိုပြီးတော့သူကခါလေးလုံးကို 845နှစ်ဆိုပြီးထောင်သွားတယ်ဗျ845နှစ်လို့ထောင်ပြီးတာနဲ့တူကအဲ့ရှစ်ခါလေးကနေသူဆောင်ကနေကြီးလိုက်မယ်1 2 3 4 5 6 7 8 9 10 10နှစ်မြောက်မ10နှစ်မြောက်တော့839ဆိုတဲ့ကဏ္ဍလေးလိုက်ကြထားအဲ့839ရဲ့ဇောင်း868ဆိုတဲ့ကဏ္ဍကသူ့ရဲ့ကျွန်တော်တို့တပင်းကျော်ကကဏ္ဍမယ်တဲ့689လေးရဲ့ သူ့တပင်းကမှာ9 6 8ဆိုလိုက်ကြတယ်ဗျာအဲ့နှစ်ခုကြားထဲမှာ6 8 9နဲ့9 6 8ရဲ့ကြားထဲက3ည9 1ဆိုတဲ့ကဏ္ဍလေးကလည်းသူကအဲ့နှစ်ထဲမှာဒါပြန်ကြရတယ်ဗျာအဲ့ပြန်ကြရတဲ့ကဏ္ဍ3ည9 6လေးကနေရည်လိုက်မယ်တဲ့1 2 3 4ဆိုတော့9 3ခွန်းဆိုတာသူရိုက်ထားတယ်တဲ့ဟုတ်ကဲ့ဒါတော့ပထမကပ်ပေါ့နော်ဒုတိယကပ်လေးတော့သွားကြည့်ရအောင် ဒုတိယကတ်မှာ68ခုနဲ့မှာသူကပထမကတ်တိုင်းမှာ996လို့ခါသုံးလုံးထောက်ပြီး364လို့သူကဒဲပြန်တည်သွားတယ်။နောက်ပထမကတ်မှာလည်းအဲ့တိုင်းပဲเนาะ996လို့ထောင်ပြီးတော့364လို့ကနန်းဒဲတည်သွားပြီးမှဒဲတည်ထားတယ်ပေါ့လေဒီမှာလဲ996လို့ထောင်ပြီးမှ364လို့ဒဲတည်တာသူ့ကကျွန်တော်တို့1 2 3 4 5 6 9896ကိုးပင်မြောက်က113ဆိုတဲ့ကဏန်းလေးရလဲတဲ့နောက်ပထမကတ်တိုင်းမှာသူကနောက်နှစ်ကိုလိုက်ထွက်တယ်ဗျနောက်နှစ်မှာ131ဆိုပြီးထွက်တာနောက်အဲ့ထွက်တာပြီးတော့ဒီ113လေးကနေတော့ရည်လိုက်မှာဗျာ1 2 3 4 1 2 3 4 5 6 9 8ပထမကတ်တိုင်းမှာသူက၈နှစ်မြောက်မှာအဲ့၈၃၁ဆိုတဲ့ကဏ္ဍလေးကလိုက်ထွက်ထားတယ်ဗျ။ တို့တို့ဒီမှာလဲ6.6ဆို3.6ရဲ့အောက်က6.6ဆိုတဲ့ကဏ္ဍလေးကနောက်နှစ်ကိုလိုက်ကြ649ဆိုပြီးလိုက်ကြလိုက်ကြပြီးတော့ဒီ6.6ကနေသူ123412345689649ဆိုပြီးတာကျွန်တော်တို့နောက်နှစ်မှာပြန်လိုက်ထွက်တာ649ဒဲလေးရဒီမှာဒဲဆိုပြီးဒဲလာဖြုတ်တော့ဗျာဒါပထမကတ်မှာနောက်ဒုတိယကတ်မှာလိုက်တိုင်ပြန်နော်364ရဲ့အောက်က တနှစ်သုံးလေးရနောက်နှစ်မှာ तू อ่ะနှစ်သုံးတဆိုပြီးလိုက်ကြအဲ့လိုကြာပြောင်းနေဒီတနှစ်သုံးကနေတနှစ်သုံးလေးတနှစ်သုံးလေး5 6 9 10อ่ะနှစ်သုံးတဆိုပြီးတော့ပြန်လိုက်ထွက်တဲ့နှစ်သုံးတဆိုတဲ့ကဏ္ဍလေးကနှစ်သုံးတဆိုတဲပြန်ဖြုတ်တာကြ तू ကနေ technology လိုက်မယ်တဲ့တနှစ်သုံးလေးတနှစ်သုံးမှာ तू ကလည်းပထမကတ်တိုင်းမယ်တဲ့ကျွန်တော်တို့ရှစ်ခါ၄ခါ 5ခါ2ခါ8 4နှစ်ဆိုပြီးသူကလဲခါလေးလုံးထောင်ထားရတယ်ငါတို့ပထမကတ်မှာလဲအဲ့တိုင်ပဲဗျာနော်8 4 8 4 5နှစ်ဆိုပြီးတော့ခါလေးလုံးထောင် နောက်ခုဒုတိယကတ်မှာလဲ8 4 5နှစ်ဆိုပြီးခါလေးလုံးထောင်သွားပြီတဲ့အဲ့လေးလုံးခါလေးလုံးထောင်နဲ့8ခါလေးရနေတော့ရည်လိုက်မယ်တဲ့သူကနေရည်လိုက်မှာဗျာသူဆောင်ကနေ1 2 3 4 5 6 ခွန်8 90နှစ်မြောက်မှာ8ခွန်3ဆိုပြီးသူကလည်းပထမကတ်တိုင်းလိုက်ရိုက်ထားတယ်။အဲ8ခွန်3ရဲ့ဇောင်းက633ဆိုတဲ့ကဏ္ဍလေးကလည်းသူ့တပင်ကျော်ကနေတာပြန်လာတဲ့ကဏ္ဍလေးပေါ့ဗျာ။တို့ဒီမှာလဲ73ခွန်ရဲ့ဇောင်းခွန်68ဆိုတဲ့ကဏ္ဍလေးကသူ့တပင်ကျော်ကကဏ္ဍပေါ့။အခုဒီမှာလဲကျွန်တော်တို့8ခွန်3ဆိုတဲ့ကဏ္ဍလေးကသူ့ဇောင်း633ကလည်းသူ့အပေါ်တပင်ကျော်ကနေပြန်ကြလာတဲ့ကဏ္ဍမှာတဲ့။ ဒါမနစ်ကကျွန်တော်တရားစခန်းမှာပေါက်ခဲ့တဲ့ကနန်းလေးပေါ်ပြဒီ site နဲ့ရေကျွန်တော်တို့ဒီနားလေးရ362ခါပြန်ကြတဲ့တပင်ကျော်ပြန်ကြတဲ့ site လေးနှစ် site စုံပြီးတော့ဒါကျွန်တော်ထိုးလိုက်တာပေါ့လေအဲဒီနားလေးမှာပေါ့360 630တပင်ကျော်ပြန်ကြဆိုပြီးကျွန်တော်ဒီနှစ် site နဲ့ဒီမှာ900ဘူတော့ပေါက်ခဲ့ရရပေါ့ဗျာအဲ့လိုပြန်ကြထားတဲ့363နဲ့633ရဲ့ ကြားထဲမှာရှိတဲ့395ဆိုကိုးခါနဲ့ကနန်းလေအဲ့နှစ်ထဲမှာကျွန်တော်ပြန်ကြတာပဲတဲ့အဲဒီမှာလဲကျွန်တော်ကြားခဲ့တာပေါ့လေဒီမှာလဲအဲ့တိုင်းပဲကြာနော်689 68ရဲ့ကြားထဲကကိုးခါနဲ့ကနန်းလေးရဲ့လဲသူကပြန်ကြထားတာဟုတ်သူပြန်ကြထားရင်မှသူကနေ1 2 3ပြင်မြောက်မှာ9 3ခုလို့တက်ရိုက်တယ်ခုကျွန်တော်လဲအတိုင်းပဲ3 6 3 6 3 3ရကြားတဲ့ကိုးခါနဲ့ကနန်းလေးကလည်း9 3 အဲ့နေထဲမှာပြန်ကြ။ तू ကနေကျွန်တော်တို့တက်လိုက်မယ်ဆိုရင်1 2 3 4ဆိုတော့ဒီပွဲပေါ့ဗျ။အာဒီပွဲမှာကျွန်တော်9 3ခွန်းလို့မှတ်ထားတယ်။ तू ကလက်ဒီမှာ9 3ခွန်းလို့ကြာထားတယ်ပေါ့လေ။ဟုတ်ကဲ့ကျွန်တော်တို့ဒါတော့တိုက်လေး3ဆိုင်မြောက်ပေါ့ဗျ။တခုကျွန်တော်မတူညီတဲ့4ဆိုင်မြောက်နဲ့တွားကြည့်ရအောင်။မတူညီတဲ့နောက်ဆုံးတစ်ဆိုင်ကကျွန်တော်80နဲ့တင်မှာ။6ခွန်း8လို့ तू ကရိုက်ထားတယ်တဲ့။ 6ခု8ဇောင်းနေတော့တိ1 3မှာ635လို့ရှိရအဲ635ဆိုတဲ့ကဏန်းလေးရတဲ့သူဇောင်းနေကြီးလိုက်မှာပြတိ1 3တိ1 3 4မှာဒါ4လင်းမြောက်မှာပြန်ကြထားတယ်ပေါ့လေ4အင်းသူကနေ3ချိန်စဉ်တိ1 3တိ1 3 4 4 4ချိန်မြောက်မှာပြန်ကြထားတယ်တဲ့သူကြပြန်တဲ့သူ့အမှ9ခု8ဆိုတဲ့ကဏန်းတန်းလိုက်ထားပါတယ်တဲ့အဲ9ခု8ကရင်တော့တန်းတန်းကြီးလိုက်မှာပြတိ1 3တိ1 3 4 4ချိန်မြောက်မှာပြန်ကြထားတယ်တဲ့သူကြပြန်တဲ့သူ့အမှ9ခု8ဆိုတဲ့ကဏန်းတန်းလိုက်ထားပါတယ်တဲ့အဲ9ခု8ကရင်တော့တန်းတန်းကြီးလိုက်မှာပြ ကိုနှစ်မြောက်မှာ348ဆိုတဲ့ကဏန်းလေးကဒါလိုက်ထွက်ပေးထားတယ်ပေါ့လေအဲ348ကလည်းသူ့အပေါ်ကလာခဲ့တဲ့ပြန်ကြကဏန်းပဲဗျကျွန်တော်တို့အဲ့လိုပြန်လိုက်ထွက်ထားတဲ့348လေးကနေရည်လိုက်မယ်ပေါ့ဗျာ1234 56အဲ sorry 5 1234 5 ငါးပင်မြောက်ကနေတော့အပေါ်ပြန်တက်လိုက်မယ်တဲ့1 2 3 4 5 6 8 3 9 9 0ဆိုပြီးတော့သူကလိုက်ထွက်ထားတယ်အဲ့8 3 9 9ထွက်မယ်ဆိုလဲသူသူ့ဆောင်မှာသူကခွန်ဘိတ်ခွန်ဘိတ်6ဘိတ်6ခွန်9လို့ဆောင်းထိုးပြီးမှဒီ8 3 9 9လေးကကြတယ်ပေါ့ဗျာအဲ့8 3 9 9ကနေမှတော့တက်လိုက်မယ်တဲ့1 2 3 4 လေးပင်မြောက်ရဲ့အပေါ်မှာငါးသုံးခွန်းလို့ရိုက်ထားတယ်ပေါ့ဗျာဟုတ်ကဲ့ကျွန်တော်နောက်ထပ်တစ်ဆိုင်သွားကြည့်အောင်နောက်ထပ်တစ်ဆိုင်က2005ထဲမှာသူကလည်းပထမကတ်တိုင်းပဲခွန်း68ဆိုပြီးတည်ထားပြီဗျာခွန်း68သူစောင်းပေးရနေကြီးလည်းမ123993ဆိုတဲ့ကဏန်းလေးရလဲတဲ့123134ဒါလေးပင်မြောက်မှာပြန်လိုက်ကြရောပထမကတ်မှာလည်းကျွန်တော်တို့အဲ့တည်းမှာ635ဆိုတဲ့ကဏန်းလေးရ123134 လေးမြောက်ပြန်လိုက်ကြမှာ9ခုနှစ်လို့ရိုက်သွားတယ်ခုဒုတိယကတ်မှာလည်း9 9 3လေးအိုက်တိုင်းပဲ1233134699လို့ပြန်ရိုက်ပြီးသူရိုက်ပြီးရတဲ့သူ့အောင်မှာခွန်9နှစ်ဆိုတော့ကဏ္ဍလေးကတန်းလိုက်ထွက်ပေးထားပါတယ်တဲ့အဲ့ခွန်9နှစ်ဆိုတော့ကဏ္ဍလေးအရင်တော့ရည်လိုက်မှာပြ1234569 9နှစ်မြောက်မှာ840ဆိုတဲ့ကဏ္ဍလေးအဲ့840ဆိုရင်အဲ့နှစ်ထည့်ပြန်ကြကဏ္ဍမယ်ဗျာ ဒီမှာလဲကျွန်တော်တို့3ည48လေးလိုက်ရိုက်တာဗောလေ9ခုနှစ်ကနေတန်းတန်းမှာ3ည48လေးသူကလဲအဲ့နေ့ထည့်ပြန်ကြကနန်းမှာခုဒီမှာခွန်9နှစ်ကလဲအကျဉ်းတူကြီးလိုက်8လေးဆိုတော့ကနန်းလေးရှိအဲ့သူကလဲပြန်ကြကနန်းမှာဗောလေအဲ့8လေးတွေကကျွန်တော်ဇောင်းတက်လိုက်မယ်တဲ့1 2 3 4 5 5 1 2 3 4 5 6 9 8မှာ8 3ည9ဆိုပြီးဒါတဲ့ရိုက်ထားတယ်ဗောပြသူမြိုက်ခင်မှာလဲကျွန်တော်တို့ ိုင်ရှစ်တုံညာခွန်မရိုက်ခင်မှာလဲသူကခွန်ဘိတ်ခွန်ဘိတ်6ဘိတ်တွေ6ခွန်ခွန်လို့ဇောင်းထုတ်ပြီးမှသူကဒီရှစ်တုံညာခွန်လေးကိုတက်ရိုက်ထားတယ်ပေါ့ဗျာပထမကတ်မှာလဲအဲ့တိုင်ပဲပေါ့နော်ညတို့6ဘိတ်ခွန်ဘိတ်ခွန်ဘိတ်လို့6ခွန်ခွန်လို့ဒါဇောင်းထုတ်ပြီးမှရှစ်တုံညာခွန်လို့တက်ရိုက်ထားတယ်သူရိုက်ပြီးမှသူကနေမှ1 2 3 4ချိန်ရဲ့ပုံမှာ5 3ခွန်ရိုက်ထားတယ်ပေါ့ဗျာအခုကျွန်တော်အဲ့လိုရိုက်မယ်ဆိုရင်ပေါ့ဗျာဒီမှာလဲ6ခွန်ခွန်လို့နောက်ပိတ်သုံးလုံးဇောင်းထုတ်ပြီးရှစ်တုံညာခွန်လို့တဲတဲထားပြီး ူကနေမှတော့ရည်လိုက်မယ်1 2 3 4 4၄ချိန်ရဲ့ပေါ်ဆိုဒီပွဲပေါ်ဗျာအဲ့တော့ဒီပွဲမှာမကြေပွဲလေးနှွဲအောင်လို့5 3ခုဒဲပေါ်ဗျာကျွန်တော်တော့ဒဲများများအားပါပါလေးပေါ်ဒီပွဲကိုမကြေပွဲလေးကျွန်တော်တို့ပြန်နှွဲအောင်လို့ပေါ့လေကဲအားလုံးပဲချဲစုကြီးပေါက်ကြပါသေးဗျာဒါကတော့ကျွန်တော်တတိယဩခွက်လေးပေါ့ကျွန်တော်ရွေးချယ်ထားတာတော့နောက်ရက်ဒီမှာဒုတိယကွက်နဲ့ပါဩခွက်လေးတင်ပေးပါဦးမယ်လို့အားလုံးပဲ 敢贝切出去包饺子对不对